မင်္ဂလာပါရှင်။ဝတ်တော်မီဒီယာချန်နယ်ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆာကတက်တွေအားပအိုးပြည်သူစစ် PNA အဖွဲ့နဲ့ပူးပေါင်းပြီးတော့ပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအတွင်အင်အားသုံးအခြေပြုလှုံ့ရှားနေရဲ့ KNTF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေလှုံ့ရှားနေရဲ့စခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ဒေသံဖိုင်ထဲမှာတော့နာဆာကတက်တွေနဲ့ PNA အဖွဲ့တွေပူးပေါင်းပြီးညောင်ရွှေမြို့နယ်အတွင်းရှိ KNTF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအခြေပြုလှုပ်ရှားနေတဲ့ရွာကိုထပ်မံသိမ်းယူနိုင်တဲ့အခြေအနေကို ပြောပြပေးသမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါဦးရှင်။ပရိသတ်ကြီးကနာဆတ်ကတက်တွေနဲ့ပအိုပြည်သူစစ်အဖွဲ့ PNA အဖွဲ့တွေဟာ KNTF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကို ရှမ်းပြည်နယ်တောင်ပိုင်းရှိအထူးဒေသ6 ပအိုးအထူးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်ကနေထပ်မံတိုက်ထုံးနိုင်ခဲ့တယ်လို့ပအိုးပြည်သူစေအဖွဲ့ PNA အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေကသိရပါတယ်။နာဆာကတက်တွင်နေပအိုးပြည်သူစေအဖွဲ့ PNA အဖွဲ့တွေဟာပြီးခဲ့တဲ့မေလ28ရက်နေ့ကလည်းရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်လုံးပင်ကျေးရွာအုပ်စုဆောင်းပြောင်းကျေးရွာတဲကိုအင်အားသုံးကျူးကျော်တိုက်ခိုက်လာတယ်။ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုတိုက်ထုံးနိုင်ခဲ့ပြီးနော် တရင်ဘတ်တပတ်အတွင်းမှာပဲ KNTF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုညောင်ရှိမျိုးနဲ့စံကားကြီးွာအုပ်စုထေကိုကြီးွာကနေပြန်လည်တိုက်ထုံနိုင်ကြဖြစ်ပါတယ်။ PNE အဖွဲ့တွေဟာပအုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကိုကောက်ွဲနိုင်ဖို့ NASA ကအစိုးရနဲ့ပူပေါင်းကောက်ွဲနေပြီးလက်ရှိချိန်မှာ၎င်းတို့ပအုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအတွင်အင်အားသုံးဝင်ရောက်နေထိုင်နေရဲ့ KNTF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုနယ်မြေရှယ်လင်းကျင်းတွေလှုပ်ဆောင်နေရှိနေပါတယ်။ တမရော်နဲ့ပအိုးပြည်သူစစ် PNA အဖွဲ့တွေဟာထီကိုကြီးဝါကိုပြန်လည်ထိန်းချုပ်နိုင်အောင်ထိုးစစ်ဆင်ခဲ့ပြီးနောက်တည်င်းဘက်တစ်ပတ်အတွင်းမှာပဲပြန်လည်ထိန်းချုပ်နိုင်ကြဖြစ်တဲ့ဆိုပြီးတော့ PNA အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေရသိရပါတယ်။ PNA အဖွဲ့ကဇွန်လ၂ရက်နေ့ကတည်င်းထုတ်ပြန်ရမှာညောင်ရှင်မြို့နယ်စံကာကြီးဝါအုပ်စုထီကိုကြီးဝါရေဘူးကြီးဝါစားတဲ့ပအိုးကြီးဝါတဲကိုအကျန်းဘက်တောင်ကျန်သူတွေကျူးကျော်လာပြီး လာရောက်ခိုအောင်တက်ဆွဲထားတာ၃နှစ်နီးပါရှိခဲ့ပါတယ်။ဒေသခံပြည်သူတွေလည်းကိုယ့်ရဲ့နေအိမ်ကိုဆုံးခွာခဲ့ရတာကြောင့်စာဝိနေရေးအတွက်လည်းအခက်အခဲကြုံတွေ့နေကြရပါတယ်။ဇော်လာနေရနေမှာတော့ပအုပ်အမျိုးသားတက်မတော် PN နေနဲ့မြမတက်မတော်တို့ပူပေါင်းပြီးအကျန်းဖဲ့တောင်းကျန်းသူတွေခိုအောင်နေရဲ့ထေခိုးကြီးပါရေဘူးကြီးပါဖျားတောင်စားတဲ့နေရာတွေမှာတားရောက်ထိုးစစ်လုပ်ခဲ့ပါတယ်။နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်အကျန်းဖဲ့တောင်းကျန်းသူတွေဘက်က အထူးကအများပြားနဲ့စုပ်ခွာခဲ့ရပြီးစံကားကြီးဝအုပ်စုထီခိုးကြီးဝကိုပြန်လည်ထင်းထုတ်ထားနိုင်ခဲ့ပါတယ်။အကြံဖက်တောင်ကျန်းသူတွေဟာသူတို့ဘက်ကအထင်းနာပြီးနောက်ဆုတ်ပြီးဆိုရင်သူတို့လုံနေကြပုံစံတိုင်းပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့တယ်။ပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်းရှားသလောက်အကုန်ခိုးယူတဲဆောင်နေ။အခုလည်းအဲ့လိုပါပဲ။ဖျားတာအဝင်လန်းနာကလူနေအိမ်တွေကိုမီးရှို့သွားတယ်။စောင်းပြောင်းတိုက်ပွဲတုန်းကလည်းအဲ့လိုမျိုးလှုပ်ဆောင်ခဲ့တယ်။ ပစ္စည်းတွေကိုခိုးယူတဲဆောင်နေအထိနာပြီးနောက်ဆုံးတော့လဲကျွာတွေကလူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ပြောလိုက်ရင်တော့ဖြင့်ပြည်သူကာကွယ်ရေးတကယ်တမ်းကတော့ပြည်သူနေအိမ်တွေကျေးရွာတွေကို အကာအကွယ်ယူသုံးနေရဲ့အဖွဲ့သားဖြစ်တယ်။စံကားကျေးရွာအုပ်စုမှာနေထိုင်ကြတဲ့မိဘပြည်သူတွေကလည်းအကျန်းဖက်တောင်းကျန်းသူတွေကိုအလိုမရှိရဲ့အတွင်အကျန်းဖက်တောင်းကျန်းသူတွေကိုနှိမ်နင်းနိုင်ခဲ့တဲ့အပေါ်အားရဝမ်းသာနေကြပါတယ်။ အကျန်းဖက်တောင်ကျန်းသူတွေဟာစံကားကြီးဝအုပ်စုဗန်းပြင်ကြီးဝအုပ်စုစင်ဆွဲစင်းလိတ်တွေပတ်မှာလဲတက်ဆွဲခုအောင်နေခဲ့ပါတယ်။လက်ရှိချိန်မှာတော့အဲ့ဒီနေရာတွေကိုလဲဖုံးအမျိုးသားတမရော PNA ကပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။အထုဒေတာခြောက်မှာနေထိုင်ကြတဲ့ပအိုပြည်သူတွေနဲ့ညီနောင်တိုင်းရင်းသားတွေဟာငိမ့်ချမ်းချင်းလိုလားကြတဲ့အတွက်နိုင်ငံရေးရှုပ်ထွေးတဲ့အချိန်ကစပြီးကိုနေရာမှာပဲအတက်နိုင်ဆုံးနေထိုင်ကြပြီး ငင်းချမ်းမှုကိုမျက်နှာတံမိုးထားခဲ့ကြပါတယ်။ဒါပေမဲ့အကျန်းဖက်တောင်းကျန်းသူတွေဟာငင်းချမ်းနေရဲ့ပအိုးဒေတာကိုဖျက်ဆီးခြင်းနဲ့စိတ်တက်ကြောင်းပအိုးဒေတာတွေကို2023ခုနှစ်ကနေစပြီး2025ခုနှစ်အထိကျူးကျော်ဝင်ရောက်လာပြီးပအိုးပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုလည်းအမျိုးမျိုးဖျက်ဆီးခဲ့ကြပါတယ်။အတိုးဒေတာ6ပအိုးပြည်သူတွေနဲ့ညီနောင်တိုင်းရင်းသားတွေဟာငင်းချမ်းခြင်းကိုလှုပ်လာတဲ့အတွေ့ အတိုးဒေသ6အတွင်မှာနယ်မြေကျိုးကျော်ဝင်ရောက်လာတဲ့အကျန်းဖက်တောင်ကျန်းတွေကိုပအုပ်အမျိုးသားတမတော် PN နဲ့မြမတမတော်တို့ပူးပေါင်းပြီးဆက်လက်နယ်မြေရှင်းလင်းရေးတွေလုံဆောင်သွားမှာဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်မြမနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းကရားလက်နက်ကအဖွဲ့ KNDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေဟာပအုပ်အထူးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာအခြေပြုလှုံ့ရှားနေပြီး NASA ကအစိုးရကိုလက်နက်ကင်ဆန့်ကျင်ရဲ့ပအိုးလက်နက်ကအဖွဲဖြစ်တဲ့ PNLO နဲ့ပူးပေါင်းပြီးပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကိုတူးကျော်တိုက်ခိုက်တာငွေကြေးကောက်ခံတာတွေမကြာခဏလှုပ်ဆောင်ခဲ့ရာပအိုးပြည်သူစစ် PNLO အဖွဲနဲ့ထိတ်တိုက်ရင်ဆိုင်တိုက်ပွဲတွေဖြစ်လာခဲ့ပါတယ်။ PNLO အဖွဲဟာ NASA ကအစိုးရနဲ့ပူးပေါင်းပြီးပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအတွင်အင်အားသုံးဝင်ရောက်လာတဲ့ KNDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲတွေကို လက်ရှိအချိန်အထိဟန်ချက်ညီစွာတိုက်ခိုက်နိုင်မှုတွေကြောင့်လက်ရှိချိန်မှာ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့ရွာတွေကိုတခုပြီးတခုပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာပအိုးပြည်သူစနစ်အပိုင်းပအိုးလက်နက်ကအဖွဲ့ဖြစ်တဲ့ PNN လို့အမည်ရှိတဲ့လက်နက်ကအဖွဲ့ရှိနေပြီးတော့အဲ့ဒီ PNN လို့အဖွဲ့ဟာနာဆာကအစိုးရကိုစန့်ကျင်ကကရားလက်နက်ကအဖွဲ့ KNDF အဖွဲ့နဲ့ မဟာမိတ်ပြုထားရလို့သိရပါတယ်။ Facebook လူမှုကွန်ရက်မှာစီးရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုရေးသားနေသူတအိုကခွန်တရင်ဦးစီးရဲ့ PNLO PNLA ပအိုနီတက်ဖွဲ့ဟာ KNPP KNDF PDF ကရပြည်နယ်မှာကရင်နီကရန်ပတောင်အင်အားစုတွေစီးရဲအကူအညီနဲ့ရှမ်းပြည်တောင်ပိုင်းစီးဆိုင်မျိုးကို ရုတ်တရက်အခွင့်အကောင်းရှုပ်ပြီးတိုက်ခိုက်သိမ်းပိုက်ဖူးချောင်းတူတူငငါတိရှိပြီးဖြတ်ပါတယ် ဒါပေမဲ့မကြောက်ဘူးရပ်ပိုင်းအတွင်းမှာစစ်ကောင်စီအစိုးရတက်နေ PNA အသွင်ပြောင်းပေါ်ပြီသူစစ်ပူပေါင်းတက်တွေထိုးစစ်စင်ပြီးပြန်သိမ်းယူနိုင်ပါတယ်အခုချိန်ထိပအိုတက်အချင်းချင်းညှိမရရှင်းမရဘိုးနေမြဲကြားနေမြဲရန်ဆောင်တိုက်ခိုက်နေပြီစစ်အင်အားအရာ PNA အသွင်ပြောင်းပြီသူစစ်ပအိုဖြူတက်ကလူသူအင်အား1200ခွန်အားရှိရလို့အမြဲတမ်းကြွေးကြော်ပြောဆိုကာ စန်းကျင်ဘက် PNL PNLA ပအုံးနေတပ်ဖွဲ့အားတရောက်မကျန်မြေလန့်ချင်းမုံတိုက်ခိုက်ဖို့စီရေးစွန့်ပကတောက်တင်းခိုင်မာနေကြောင်းမကြခဏအင်အားပြတာကြီးတပ်ဖွဲ့လှုပ်ဆောင်စိတ်ခေါ်ပါတယ်။ရလလဖ SNPNO အဖွဲ့ကနေထွက်ခွဲလာပြီးတေကြား PNL PNL ပအုံးနေတပ်ဖွဲ့ဖြစ်ရပ်တည်ပြီးရှမ်းပြည်တောင်ပိုင်းလင်းခေခရိုင်မောင်မယ်မြို့နယ်ဂဒူစီဒေသမှာဌာနချုပ်အခြေပြုပြီးဟိုပုံမြို့နယ် စီဆိုင်မြို့နယ်ဖဲခုံမြို့နယ်ပေလောင်းမြို့နယ်စားတဲ့နယ်မြေဒေသကိုလှုပ်ရှားကလူသူအင်အားရှိရာဝန်းကျင်လောက်လက်နက်ဆွဲကင်ထားပါတယ်။ PNLO PNLA ပအိုနီတပ်ဖွဲ့ကတော်လန်ရေးလွတ်မြောက်ရေးအကြောင်းပြသလို PNO PNA အသွင်ပြောင်းပအိုပြည်သူစေတပ်ဖွဲ့လေနိုင်ငံတော်လုံခြုံရေးပအိုပြည်သူကာကွယ်ရေးဥပဒေစိုးမိုးရေးအကြောင်းပြလျော့လက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေပါတယ်။ရေရှည်မှာတော့လူအားငွေအား လက်နဲ့ဆွဲဘက်ကအရရာတာလွန်ကောင်းမွန်တောင့်တင်းနဲ့ PNO PNE အသွင်ပြောင်းပေါ်ပြီသူစစ်တပ်ဖွဲ့ကစီးအတာစီရရှိနိုင်ပြီးတော့ PNLO PNNA ပေါ်နီတပ်ဖွဲ့ကတော့၎င်းတို့ဗဟုဌာနချုပ်စစ်စခန်းလေစစ်ကောင်စီအစိုးရရဲ့ MAF ဘုံအလုံးအကြီးကြီးကျဲချခင်ရကရှင်တန်ဖို့တွေတော်တင်းပြောက်ကြားနေပြူဟာနေတာအကန့်တက်တိုက်ပွဲဝင်နိုင်ကြောင်းတွေမြင်ရပါတယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ် KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရာကြားပြင်းနေမိုးပြဲစစ်မျက်နှာမှာ NASA ကတပ်တွေရဲ့တောင်းပြန်တိုက်ခိုက်မှုတွေကြောင့်အထိနာခဲ့ပြီးနောက်ရှမ်းပြည်နယ်တောင်ပိုင်းစောင်းပြောင်းရွာကိုအင်အားသုံးတိုက်ခိုက်ခဲ့ပေမဲ့ NASA ကတပ်တွေနဲ့ပအိုးပြည်သူစစ် PNA အဖွဲ့တွေရဲ့လက်တွဲညီစွာပူးပေါင်းတိုက်ထုတ်ခဲ့မှုကြောင့် KNDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေပြန်လည်ဆုတ်ခွာခဲ့ရလို့သိရပါတယ် PNO PNA အဖွဲ့နဲ့ PNNO PNNA အဖွဲ့တွေဟာ ပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအခြေစိုက်အဖွဲ့တွေဖြစ်ပေမယ့်ရည်တည်ချက်ချင်းမတူညီကြပဲ PNNO PNNL အဖွဲ့ကကရလနဲ့ကအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ NASA ကအစိုးရကိုဆန့်ကျင်တိုက်ခိုက်နေပါတယ် PNO PNNL အဖွဲ့ကတော့ပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအတွင်းမှာပြည်သူအများထောက်ခံမှုများတဲ့အဖွဲ့အစည်းဖြစ်တယ်လို့အင်အားတောင့်တမှုရှိက NASA ကအစိုးရရဲ့ပံပိုးကူညီမှုတွေကိုရရှိနေတဲ့အဖွဲ့ဖြစ်ပါတယ် ပိုးဘီယန်နီအဖွဲ့ဟာ1946ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့ပိုးအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ပါအာလဖာနဲ့1968ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့ရလလဖအဖွဲ့တွေက1989ခုနှစ်မှာပေါက်ဖွာလာတဲ့ပိုးအမျိုးသားအဖွဲ့ချုပ်ရဲ့နနေကအဖွဲ့စည်းဖြစ်ပြီးတန်းပြေတောင်ပိုင်းရှိမြို့နယ်၃မြို့နယ်ဖြစ်တဲ့ဖိုးပုံးစီဆိုင်နဲ့ပင်လောင်းမြို့နယ်တွေပါဝင်တဲ့ PNO အုပ်ချုပ်တဲ့ ပအုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကိုအကောက်ွယ်ပေးပါတယ်။ PNA အဖွဲ့ဟာ1990ခုနှစ်ဧပြီလ17ရက်နေ့မှာနိုင်ငံတော်အေဂျင့်တာယာရီနဲ့ဖွံ့ဖြိုးရေးကောင်စီနဲ့အပြည့်ခန့်ရစရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး2009ခုနှစ်မှာ2008အခြေခံဥပဒေအရ PNO PNA အသွင်ပြောင်းပြည်သူ့စစ်အနေနဲ့ပြည်သူ့စစ်ပြောင်းလဲခဲ့ပြီးစစ်ကိုယ်ကရေးဂျုံချုပ်ကိုလည်းတောင်ကြီးမြို့မှာဖွင့်လှစ်ထားပါတယ်။ မြန်မာနိုင်ငံမှာလက်နက်ကင်တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက် PNA အဖွဲ့ဟာပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကို NASA ကနဲ့ပူးပေါင်းကာကွယ်နေပြီးတော့ NASA ကအစိုးရကလည်း PNA အဖွဲ့ကိုကူညီပေးမှုတွေရှိနေတယ်လို့သိရပါတယ်။ PNO PNA အဖွဲ့ဟာပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုကာကွယ်ဖို့ကြိုးပမ်းနေရပြည်သူစစ်အဖွဲ့ဖြစ်တဲ့အတွက်ပအိုး PNL လို့ PNL အဖွဲ့တွေကရရလက်နက်ကအဖွဲ့ KNDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေဟာ ပအုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့မြို့တွေကိုအင်အားသုံးဝင်ရောက်အခြေပြုမယ်ဆိုရင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားမယ်အလားအလာတွေရှိနေစေဖြစ်ပါတယ်။ဘလိုပင်ဆိုနေစေကမူ NASA ကတပ်တွေနဲ့ PNO PNE အဖွဲ့တွေပူးပေါင်းပြီး KNDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေထိန်းစုပ်ထားတဲ့တပ်စခန်တွေရွာတွေကိုတစ်ခုပြီးတစ်ခုပြန်လည်သိမ်းယူနိုင်ကြရအောင်စိတ်ကအမြင့်ဆုံးပုံစံမျိုးမှာရှိနေတယ်လို့ဆိုနိုင်ပါရဲ့ရှင်။